အခုတင်ဆက်ပေးမယ့်သတင်းကတော့ကလေးနဲ့ဦးသားမွေးဖွေးရှိတဲ့ဆွေးဥပဒေကိုဖျက်သိမ်းမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မိခင်တဲကိုကလေးနှောက်ဝဲမွေးခွင့်ရှိတဲ့ဥပဒေကို BNN ဆိုရကဖျက်သိမ်းတော့မယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း BNN နိုင်ငံမှာကလေးမူဖာနှုန်းကျဆင်းလာတာဟာနိုင်ငံရေးရေးစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေနိုင်တာကြောင့် BNN ဆိုရဟာမိခင်တဲကိုအများဆုံးကလေးနှောက်ဝဲမွေးဖောက်ခွင့်ပေးထားတဲ့ဥပဒေကိုဖျက်သိမ်းဖို့အတွက်ဆုံးဖြတ်လိုက်တာပါ။ 1999ခုနှစ်ကနေ2022ခုနှစ်ကြားမှာ BNN နိုင်ငံရဲ့ကလီမူဖာမှုနော်ဟာမိခင်တဲဟုကို2.1ခိုင်နှုန်းရှိခဲ့ပေမဲ့2024ခုနှစ်မှာ2.9ခိုင်နှုန်းထိစတင်သွားခဲ့တာဖြစ်ပါတယ်။ BNN နိုင်ငံဟာ1998ခုနှစ်ကစတင်ပြီးမိခင်တဲဟုကိုကလီနဲ့ဦးနှုံမဲမူဖာခင်ရှိရဲဆိုတဲ့ဥပဒေကိုပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ အာရှတရဲ့အတုတိုက်ဆုံနိုင်ငံတွေဖြစ်တဲ့ဂျပန်၊နော်ကိုရီးယား၊စင်ကာပူတို့နိုင်ငံတွေမှာလည်းကလေးမှုဖောက်မှုနှုန်းကကျဆင်းမှုတွေနဲ့ဆိုင်နေရပြီးကလေးမှုဖောက်မှုနှုန်းပြန်လည်မြင့်တက်မလာခဲ့ဘူးဆိုရင်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုထိခိုက်စေမယ့်အကျိုးဆက်တွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့သိရပါတယ်။ဒီတဲ့ရင်ကိုတော့ငင်းချမ်းပါပြီပို့လာပါ။